ဟယ်လိုအားလုံးမင်္ဂလာပါအာဒီနေ့မှာတော့ကျွန်တော် podcast ပုံစံလေးကိုပေါ့နော်အဲ့တော့အတန်ကြီးပဲပြောလို့ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တဲ့အချက်တွေမမီမာဆိုလို့တော့နှုတ်လေးလေးထုတ်ထားတဲ့ဟာလေးတော့ဒါခါလေးကြာရင်းနဲ့အဲပြောပြမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြောရတဲ့ဟာတွေပို့ပြီးတော့အမြင်သာထင်သာရှိမယ်ပေါ့နော်အဲဒီအကြောင်းအရာလေးကကျွန်တော်စာအုပ်တော့ရတာပေါ့နော်ဒါ15 secret uh, 15 secrets of people know about time management ပေါ့နော်အဲ့တော့ time management နဲ့ပတ်သက်ပြီးတော့အာအောင်မြင်တဲ့သူတွေ နော်ဟိုတိထားတဲ့အချက်15ချက်လိုအချက်15ချက်ပေါ့နော်တကယ်တော့ကျွန်တော်ကဒီစာအုပ်လေးကိုအရွှေနှုတ်ကနေပြီးတော့အ summary book ဖတ်တာပေါ့နော် summary book ဖတ်တဲ့နေရာမှာကျွန်တော်သဘောကျတဲ့အချက်လက်လေးတွေကျွန်တော်နှုတ်ပြန်ထူထားတဲ့ဟာလေးပေါ့နော်အချို့ဟာတွေဆိုကျွန်တော်တိတိတိုင်းဖြစ်တဲ့အတိတိတိုင်းဒီလိုလိုလိုချင်းတိတ်မတ်တော့တော့မတိသေးတဲ့ဟာမျိုးတွေဒါမှမဟုတ်ဟိုတိပေမဲ့လည်းမိနေတဲ့ဟာမျိုးတွေဆိုလို့ဆိုရှင်ကျွန်တော်နှုတ်ထုတ်ထားတဲ့ဟာလေးပေါ့နော်ကိုယ့်ကိုပြန်ပြီး reminder သဘောမျိုးလုပ်လို့ရအောင်ဖတ်တဲ့ဟာလေးကိုကျွန်တော် share လုပ်ပေးပါမယ် โอเคอ่าဒီမှာကပထမဆုံးတစ်ခုကကျတော့အဲ1440ပေါ့နော်1440ဆိုတာကဘယ်လိုဆိုတာလဲဆိုတော့သူကအာဒီမှာဒီမှာမိနစ်60ရှိတယ်တရက်မှာ24နာရီရှိတယ်အဲ့တော့အဲတရက်24နာရီ24နဲ့မိနစ်60နဲ့ဆက်လိုက်မယ်ဆိုလို့ရှိရင်သူက1440ရတယ်ပြောချင်တာကလည်းဆိုတော့ကိုယ့်ရဲ့10မိနစ်တိုင်း10မိနစ်တိုင်းကိုကတန်ဖိုးထားတတ်အောင်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အခန်းတစ်ခုထဲမှာပဲဖြစ်ကိုယ့်ရဲ့စာရေးစာပေါ်မှာဖြစ်ကိုယ့်ရဲ့အလုပ်စာပေါ်မှာဖြစ်1440လောက်ကတ်ထားလိုက်မယ်ဆိုလို့ဆိုလို့ရှိရင်ဟောဘာမှဒီနေ့ရတယ် မိနစ်ပေါင်1440ပဲရတယ်နော်10မိနစ်ချင်းစီရောနော်အချိန်မဖြုံးမိအောင်နေရမယ်ဆိုတဲ့ဟာမျိုးကိုကိုယ့်ကို reminder နော်သဘောမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဒီစာအုပ်ထဲမှာဆိုရင်တော့ဘာပြောထားလဲဆိုတော့နော်ကိုယ့်ရဲ့မိနစ်တွေကို view ဆိုင်လိုက်ပါတဲ့နော်ကိုယ့်ရဲ့နိုင်တွေကကိုပြန်ပြီးတော့ view ဆိုင်လိုက်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့10မိနစ်ချင်းစီတာကိုတမိုးထားမှာပဲနော်အဲ့တော့ကိုယ့်ရဲ့ဘဝရိုးကိုတမိုးထားလို့ဖြစ်ပါပေါ့နော်အော်ဟိုဒီအနေဖက်တပြေကျွန်တော်ဆက်ဆက်ပြီးပြောရမယ့်ဟာတစ်ခုဆိုလို့ရှိရင်ကျွန်တော်ငယ်တော့ကစာဥအောင်တင်းရဲ့အာစာပေဖို့ပဲတောင်းခံဘူးရေပေါ့နော် ဟောသူကအဲ့ဒီမှာပြောထားတဲ့အချက်လေးတစ်ခုရှိအဲ့ဒါကဘာလဲဆိုတော့ဟိုဘွားဆိုတာအချိန်ဒီနဲ့တိဆောက်ထားတာပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်မွေးဖွားခြင်းရနေပြီးတော့တော့တည်ဆုံတဲ့ဂျာကာလာအချိန်ပိုင်းချောက်ကိုအသက်ဘယ်လောက်ရှိပါလဲဆိုတာမျိုးထားပါတော့အသက်၁၂နှစ်၁၃နှစ်လူဘွားရဲ့မှာအချိန်နော်၁၂နှစ်ကြာနေထိုင်ပြီးတော့ပြီဆိုတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဘွားဆိုတာအချိန်ဒီနဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ဟိုဘွားနော် life equal to time လို့ပြောချင်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ ိုယ့်ရဲ့အချိန်ကိုကိုတမုံမထားခြင်းကကိုယ့်ရဲ့ဘဝကိုကိုတမုံမထားခြင်းနဲ့အာစင်တူရယ်ပေါ့နော်အဲ့တော့ကိုယ့်ဘဝကိုတမုံထားခြင်းနဲ့ကိုယ့်ရဲ့ဘဝကိုသူများတွေတမုံထားလို့ခြင်းနဲ့ဆိုတော့အရင်ဆုံးမလုပ်ရမယ်ဆိုတော့ကိုယ့်ရဲ့အချိန်မျိုးကိုတမုံထားဖို့လိုရယ်ပေါ့နော်အဲ့တော့ထောင်လေးရ၄၀ဆိုတာက reminder သဘောမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြပါလဲဆိုတော့2080 rules 2080 rules ကတော့၃ညရတယ်တော်တော်များများလဲ၄ပောင်းဆုံးမှာ၃ညရတယ်အဲ့တော့ဒီမှာတော့သူက time management နဲ့ပတ်သက်ပြီးဘယ်လိုပြောထားလဲဆိုတော့ကိုယ့်ဘဝရဲ့80%လောက်တော့เนาะအကျိုးအမြတ်တွေအားလုံးကကိုယ်နေ့စဉ် 20%เนาะလောက်အချိန်ပေးပြီးလုပ်နေတဲ့ဟာမျိုးကလာတယ်ပေါ့เนาะ20%လောက်အချိန်ပေးပြီးလုပ်လိုက်ခြင်းကကိုယ့်ရဲ့เนาะ80%တော့ကျွမြတ်တွေကိုရတယ်ပေါ့เนาะအဲ့တော့ကိုယ့်တဏိတာမှာเนาะဘယ်လို20%တွေကိုเนาะအချိန်ပေးပြီးလုပ်မလဲပေါ့เนาะအဲ့အဲ့တဏိ20%လို့ပြချင်အပြင်ဂျန်နဲ့80%ခန့်တော့အကျိုးမြတ်တရားကိုယ့်စီကိုအဲရောက်လာတယ်ပေါ့เนาะ price နဲ့ကျွန်တော်ဆိုလို့ရှိရင်နှစ်စာတင်ရဆရာဆိုလို့ဆိုလို့ရှိရင်နော်ကျွန်တော်ဝိစာဆက်ပြီးလေ့လာတဲ့ဟာမျိုးတွေဒါမျိုးသင်တဲ့ကျွန်တော်ရေးတာနော်အကြောင်းသားအတွက်နော်ဟို knowledge sharing နော်ဟို မိစ္ဆာနဲ့ပတ်သက်တဲ့ဟာမျိုးလူတွေဗီဒီယိုရိုက်တင်တာစာရေးရေးတင်တဲ့ဟာမျိုးကိုမများလုတ်ပေးနေလေကျွန်တော်တို့ကကျန်တဲ့เนาะအင်ကမ်းလာအင်ကမ်းဖြစ်တဲ့เนาะတင်တဲ့လာအပ်တဲ့ဟာမျိုးတွေအဲဝင်လာမယ်ပေါ့နော်ကျွန်တော်အကြောင်းပို့ပြီးလူပြီးတည်လာ personal brand နဲ့ပို့ပြီးတိစောက်ပြီးသားဖြစ်တယ်အဲ့တော့အဲ့ဒီဟာရအားလုံးကကျွန်တော်မလို့ဆိုကိုတနေ့တာမှလုတ်နေတယ်เนาะဟိုအချိန်တွေကမှာ20%ကိုတုံးပြီးတော့เนาะလုတ်ပေးရုံပဲပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် channel ဆက်စည်းတာကเนาะအကျိုးမြတ်တွေကเนาะလူပို့တည်လာမျိုးတွေเนาะဟိုဝင်ငွေတွေတိုးလာမျိုးတွေပို့ပြီးတော့ဖြစ်လာတယ် နော် QSK လည်းပုံပြီးတက်လာတယ်ပေါ့နော်အဲ့တော့တက်ဆိုင်ရပဲငှက်စာမှမဟုတ်ကိုကမလုပ်တာထားပါတော့ကိုကဘာရစ်စတာလုပ်တယ်ကော်ဖီဖြော်တဲ့သူဆိုလို့ရှိရင်ကိုရဲ့တနေ့တာမှာနှစ်ဆိုင်ကလုံးကအဲနော်ဟိုလက်ထက်ရက်တလေးချင်တာဒါမှမဟုတ်ကော်ဖီဖြော်တဲ့ဟာမျိုးလေးချင်တာစသဖြင့်အဲ့လိုမျိုးအဲ့လိုပေးကြပြီလိလပေးခြင်းရပြီအားမို့လဲကိုကဘာသာစကားလိလလာရဆိုလို့ရှိရင်ကိုယ်တနေ့တိုင်20ရံလုံးသောအချိန်နော်20ရံလုံးသော energy ကိုနော်ကိုကိုကတိုးတက်မှတိုးတက်ချောင်းအတွက်နော်20ရံလုံးလောက်တုံးပြီးလုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်ရဲ့80ရံလုံးသောအချိုးမြတ်တွေကကိုယ့်စီကိုပြန်ပြီးတော့လာလိုက်မယ်ပေါ့နော်အဲ့တော့80 20 rule ကိုတို့ကဒီမှာ အဲ့လိုပုံစံမျိုးနဲ့ရှင်းပြထားတယ်ပေါ့နော်အဲ့တော့20ရင်းလုံးတော့အခြေအနေကိုပေးပြီးတော့အလုပ်လုပ်ဖို့အဲ့တော့နောက်နောက်ထပ်တစ်ခုကကြောက်ပါလဲဆို MIT MIT ကတော့တပေါ်အတခုနဲ့တော့နည်းနည်းစဉ်အဲ့ဒါပါလဲဆို most important test နောက်တနေ့တာမှာချုပ်လို့ဆိုလို့ရှိရင် to do list ရေးကြတယ်ပေါ့နော်အများကြီးပဲရေးထားပါတော့ဟိုဘုရားရှိခိုးမယ်တရားထိုင်မယ်စာဖတ်မယ်လေ့ကျင့်ခန်းလုပ်မယ်အဲဂျင်းသွားမယ်သင်တန်းတက်မယ်သင်တန်းစာလုပ်မယ်နော် meaning ချက်မယ် vocabulary လုပ်မယ်စသဖြင့်အများကြီးပဲလို့ဆရာတွေကအများကြီးပဲဒါပေမဲ့နော် MIT ဆိုတဲ့ဟာကအဲ့ထဲမှာ most important test ကိုအတွက်အရေးကြီးဆုံး test ကဘာဖြစ်မလဲပေါ့နော်အဲ့တော့ခုနလိုမျိုးပဲပေါ့2080 rule ဆိုပြီးပေါ့နော်ကိုယ့်ရဲ့တနေ့တိုင်းနော်ဟိုအချိန်နေရာမှာ20%နော်ဟိုတော့အချိန်ကိုပေးပြီးတော့လောက်ကိုလောက်ကမဲ့ test ကဘာဖြစ်မလဲနော်အဲ့ဟာလေးကိုကိုသွားကျင်တဲ့နော် future of က goal နဲ့ဆက်ဆက်ပြီးတော့နော်ကိုကအနာဂတ်မှာအာအမေဂျော်ရဲ့စီးပွားရေးလုပ်ငန်းရှိရောက်ဖြစ်နေဆိုတော့ကိုယ့်ရဲ့နေ့စဉ်နော်နိုင်ငံနိုင်ငံတော်အချိန်နေ့စဉ်နိုင်ငံတော် energy တွေနော်ပြီးလို့ရှိရင်တကယ်အရေးကြီးတဲ့ test တွေပါလို့ဆိုငွေကြေးအကြောင်းလေးလာတာစီးပွားရေးအကြောင်းလို့လာလေးလာတာ နော်ငွေရော43တာဆိုရင်အဲ့ဒါမျိုးတွေကိုပဲကိုယ်အကောင့်ထဲမှာရောက်ပြီးတော့အဲ့ဒါမျိုးတွေအတွက်လေ့လာတာ total အောင်လောက်တာမျိုးတွေကိုကျွန်တော်လုတ်ဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် most important task ကနော်20% ramming analysis လောက်ရှိချက်ကိုယ်တနေ့တာမှာနော်ဟိုအရင်အရေးကြီးဆုံးနေ့စဉ်လောက်ကိုလောက်ရမယ်ဟာခုပေါ့နော်ကျန်တဲ့အရာတွေမလုပ်ဘူးနော်ကိစ္စမရှိဘူးမလုပ်ဖြစ်ရင်ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဒီဟာတော့နေ့တိုင်းလောက်ရမယ်နော်အဲ့တော့ကိုယ့်ရဲ့ to do list ထဲမှာအရေးကြီးဆုံးအရာတစ်ခုကဘာဖြစ်မလဲပေါ့နော်အဲ့ဒါကကိုရဲ့နော်ဟိုအနာကက်နဲ့ဆက်ဆက်နေတယ်နော်အနာကက်မှာကိုလေဂျင်နဲ့ပုံစံကိုရချင်တဲ့ဘဝပုံစံမျိုးနဲ့ ဆက်ဆက်မယ်ပေါ့နော်နောက်တစ်ခုကရပါလဲဆိုတော့နှုတ်ဆောင်အုပ်တုံးအဲ့ဒီမှာဆိုလို့ရှိရင်အောင်မြတ်သူတွေအားလုံးကနှုတ်ဆောင်အုပ်တုံးရှိရပေါ့နော်ကျွန်တော်တို့ပေါ်လာတဲ့ idea မျိုးတွေအချက်လက်တွေအားလုံးကိုညာဘက်ဖြင့်ခေါင်းထဲမှာမှတ်ထားလို့ခင်ဗျာပေါ်လာတဲ့ idea ကိုနှုတ်ဆောင်ထဲမှာချက်ချင်းချရေးတဲ့ဟာမျိုးကိုလုပ်လေးရှိရပေါ့နော်အဲ့တော့ဟိုချရေးခြင်းအားဖြင့်ပြောရဲဆိုတော့သူရဲ့ energy ကို save ဖြစ်ပြီးသားလည်းဖြစ်တယ်နောက်တစ်ခုကဘာလို့အချင်းကို filter ပြီးသားဖြစ်တကယ်တကယ်နော်ရေးချောင်းကျတဲ့အခါမှာပြန်ပြီးစဉ်းစားတဲ့အခါမျိုးတွေမှာဆိုဘာဖြစ်သွားလဲဆိုတော့ဟောဘာလဲမသိဘူးဆိုအဲ့ရာကိုစဉ်းစားနေတဲ့အချင်းပိုကုန်စီ နော်အမေ့နေပြီနော်စက်ထားလေးရင်တင့်တယ်ဆိုတာတကယ်တော့ဘာလဲဆိုတော့ဟောကောင်းတော့မှမထားတာပေါ့နော်အဲ့တော့နှုတ်ဆောင်ထမချပြီးတော့နော်ဟိုရေးမှတ်ကြည့်ရခြင်းကအချိန်ကို save ဖြစ်စေရပေါ့နော်ကျွန်တော်ဆိုရွှေအဲ Trino ကစမရီဘုတ်ကိုဖတ်တဲ့အထိကသဘောကျတယ်ချစ်လိုက်ပြီနော်ဟို Google Note မှာရေးထားတယ်အဲဒါလိုရေးထားတာဖြစ်တဲ့တော့ကျွန်တော်ဒီ chat တွေကိုပြန်ပြရခါတော့ဒီအကြောင်းအရာတွေပြောသွားပါလားဆိုတော့ကျွန်တော်တို့အများကြီးခက်ခဲစဉ်းစားကြမလို့ပေါ့နော်ကျွန်တော်ဒီ note တွေကိုပြန်ကြည့်ပြီးတော့ကျွန်တော်ပြပြပြလို့ရတယ်နောက်တစ်ခုကကြောက်ပါလားဆိုတော့ကျွန်တော်တုံးတဲ့နော်ဟိုနီလန်တစ်ခုကကြောက်ပါလားဆိုတော့ နော် sticky note ပေါ့အာ sticky notes ကကြတော့ကျွန်တော် notes အောက်တော့ဒီလိုဟုတ်တော့တော့ရှိဒါပေမဲ့ notes အောက်ကလည်းကြီးရော notes အောက်ကများတော့ဖြစ်တော့မတည့်ဖြစ်ဘူးအဲ့ဒီစာပါလို့ sticky note ပေါ့နော်အဲ့ sticky note ကပါလို့ဆိုတော့ကိုလုတ်เสียရရှိတဲ့ကိစ္စရက်ဒီကိုခေါင်းထဲမှာမှတ်ထားပြီးမှတ်ထားတာမျိုးမလုပ်တော့ပဲနဲ့ sticky note မှာရေးလိုက်တယ်ရေးပြီးလို့ရှိလို့ရှိရင်ကျွန်တော်မြင်သာထင်သာရှိမဲ့နေရာမှာကတ်ထားလိုက်တယ် for example ထားပါတော့ဒီနေ့အတွက် a wish your yes ဆိုရင်ကျွန်တော်မျိုးဆိုလို့ရှိရင် a wish your တော့ခေါင်းထဲမှာထားလို့ရတယ်အရေးကြီးတဲ့ test လဲပေါ့ဒါပေမဲ့လို့ပြောရမယ်ဆိုတော့ဒီနေ့တောင်မှအလုပ်တွေပြင်ပန်းပြီးတော့နော်ဟို ကျွန်တော်လည်းဖြစ်တယ်ပါညာလည်းဆိုလို့ရှိရင်အဝိရှိတဲ့ကိစ္စမလို့ဖြစ်တော့ဘူးဆိုလို့ရှိရင်အဲ့ကိစ္စရနော်အဝိတွေပုံလာတယ်ပုံလာလို့ဆိုလို့ရှိရင်နောက်ထပ် consequence တွေရမရှော်ဖြစ်ဘူးအလုပ်တော့တဲ့အခါမှာဝိရှိရဲ့ uniform မရှိဘူးဆိုတော့ဖြစ်နော်အဲတကယ်လည်းရှော်မဲ့ချိန်မှာအာဘယ်လိုပြောမလဲအာအဝိရှော်စက်ကသူများရဲ့တုံးနေရယ်ဆိုတော့အဲ့လိုမျိုးနေဆိုလို့ရှိရင်အဲရှော်ပြီးတော့လမ်းမအောင်တော့နေရာမထွက်ဘူးနော်အဝိတွေကမချောက်သေးဘူးဆိုလို့ရှိရင်နောက်ထပ် consequence တွေအများကြီးဖြစ်အဲ့ဒါတွေကအချိန်ကိုပို့ပြီးတော့ကုန်စီရယ်ပေါ့နော်အဲ့ဒီစာကျွန်တော် sticky note လေးမှာ တော့ wish your ဆိုတာမျိုးကျွန်တော်မိသားစုများရှိနေမှာတတ်ထားရတယ်။အဲဆိုရင်အလောက်ကပြန်ရောက်ချင်းဒီ sticky note ကိုမြင်တဲ့ခါမှာ wish your ပါပါလားဆိုတာမျိုးကို remind ဖြစ်တယ်ဗောနော်။ဒီလိုပဲကြောင်းသားရဆိုလို့ရှိရင်စာလုပ်ရင်ဒီ vocabulary check ရနော်။အဲ့တော့ကိုအခါရလို့ရှိရင်ကိုရရလို့ဒီဘက်ခင်မှာဆိုလို့ရှိရင်အာယုံပြောင်းလဲစရာတွေများတယ်ဗောနော်။အဲ့တော့အာယုံပြောင်းလဲစရာတွေများတဲ့အတွက်အာယုံပြောင်းလဲစရာတွေထဲမှာကို remind လုပ်ပေးတဲ့အရာလေးတွေကိုနော်ဟိုစောင့်ထားဖို့လိုတယ်ဗောနော်။အဲ့လိုလုပ်ပေးကြပြီကိုရဲ့နော်ကို energy ကို filter ပြတတ်ဖြစ်လို့ကိုယ့်ရဲ့အခြေအနေကိုလည်းအကျိုးရှိအသုံးချပြတယ်။အဲ့တော့ကျွန်တော်ဆိုတော့ sticky note တွေ နော်ထားပါပစ္စည်းပစ္စည်းဝယ်စရာစရကိစ္စဆိုလို့ဆိုတော့အဲထားပါဆန်ဝယ်ဖို့အဲတီရှူးဝယ်ဖို့ရေဘူးဝယ်ဖို့ဆက်သင်းအလိုမျိုးလေးဆိုလို့ရှိရင်လည်းကျွန်တော်စတိကနှုတ်မှာရေးထားတယ်ဒီတာပြီးလို့ရှိရင်မိသားထင်သာရှိမဲ့နေရာမှာကတ်ထားတယ်ပေါ့နော်ဒါဆိုကိုလုတ်ကမဲ့ daily test လေးတွေပေါ့နောက်တစ်ခါကျတော့ calendar သုံးတာပေါ့နော် calendar ကတော့အချို့လူတွေဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောမလဲဟို to do list မဟုတ်ဘဲနဲ့အလိုဟိုတပတ်တာအချိန်စရာဆွဲတာတစ်လတာအချိန်စရာဆွဲတာမျိုးရှိရပေါ့နော်ဒီလမှာမဘာလုပ်မလဲဘာလုပ်မလဲဆိုတာအဲ့လိုလုပ်ပေးကြရင်အဲကိုယ့်ရဲ့ test တွေကိုအဲဘယ်လိုပြမလဲ effective နဲ့ efficient ဖြစ်ဖြစ်ပြီးစီရယ်ပေါ့နော်။ဒါတော့ဒီနေ့ဒီနေ့မှာထားလုပ်မယ်။ဒီနေ့ဒီနေ့မှာဟောစာဖြစ်မယ်။အော်ဒီနေ့မှာတော့အမီတာကစောင့်ကြရရှိတယ်။ဒီနေ့မှာတော့ဝိုင်ဖိုးပေးကြရရှိတယ်။အဲဒါဆိုလို့ချင်းကိုယ့်ရဲ့ငွေကိုဘယ်လိုသုံးမလဲ။နော်အဲ့အတွက်ဖယ်ထားမယ်။ဆိုတော့ဖြင့်နော်ကိုအနာကတ်မှာဒီတလတာမှာလောက်ဖို့ရှိတဲ့ပြဿနာတွေနဲ့ကိုအခုလောက်ကမဲ့ဟာရဲ့ချစ်ချင်ပြီးတော့နော်အဲ့လိုဘယ်လိုပြရမလဲ logically လုတ်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုလုတ်ဖြစ်ချင်အောင်ပြန်ဘာဖြစ်သွားသလဲဆိုတော့ကိုယ့်ရဲ့အချိန်ကိုကျိုးရှိအသုံးချပြည့်စေတယ်ပေါ့နော်အထားပါတော့အဲတောင်းသားဆိုလို့ချင်းကိုယ့်ရဲ့ကလင်နာမှာ Venice ဆောင်းပွဲရှိတယ် အဲ့ဒါဆိုလို့ရှိရင်ငါစာတွေကိုဘယ်လိုမျိုးလုပ်ထားမှအဆင်ပြေမလဲဆိုတာမျိုးအဲ့တော့သူလဲခုနက notes အောင်တုံးတဲ့ဟာမျိုးလေး sticky note တုံးတဲ့ဟာမျိုးတွေတဲ့ notes တွေနဲ့ဒါပေမဲ့ calendar ကတော့သူကတော့ weekly monthly ပေါ့နော်အချို့ဆိုရှိရလေးပေါ့နော်အဲ့ငါ့ရဲ့ goal ကထားပါတော့ April လမှာဆိုရင်ကိုက January လမှာတက်ရှိသေးတယ်ဒါမှမဟုတ်လေကိုယ့်ရဲ့ goal က December မှာပါဖြစ်ရှင်တယ်ဆိုတဲ့ဟာမျိုးဆိုအခု April ရှိတယ်အားဒါမှမဟုတ်အချိန်မလောက်ရှိတယ်ဆိုတော့အဲ့လိုမျိုးရေးပေးခြင်းအဖြစ်ကနော်ဟိုကိုလို့ဆရာရှိတာကိစ္စတွေကိုပို့ပြီးတော့အဲ့လိုပြောပြမလို့ force တစ်ခုဖြစ်စေရပါတော့ကိုကို push လုပ်ပေးသလိုလေ ဖြစ်တယ်ပေါ့နော်အချို့ဆိုလို့ရှိရင်အဲ့လိုကလင်ဒါမျိုးမဟုတ်တော့ဘဲနဲ့အာဖုန်းမှာ Google Calendar လို့မျိုးလုပ်ထားတဲ့ဟာတွေလည်းရှိ Google Calendar ဆိုကိုအမြဲတမ်း notice တက်ပေးရပေါ့နော်အဲ့တော့ကိုယ့်အတန်းဘယ်နေဘယ်နေပြီမှာနော်အဲ့အတွက်ဘာလို့ဆရာရှိပါလဲဆိုတဲ့ဟာပြောပေါ့နော်ကျွန်တော်အာကျွန်တော်လည်းအတိဖုန်းတစ်ပါးဆိုလို့ဆိုလို့ရှိရင်သူကအဲသူရဲ့နော်ဟိုတကာတကာမလေးစွန့်စားလာပေးတဲ့ရက်တွေသူဘယ်နေဘယ်နေပဲသွားမယ့်ရက်တွေဟာလို့သူရဲ့နော်ဟိုဘယ်လိုပြမလဲနေ့စဉ်သုံးနေတဲ့ကလင်ဒါလေးမှာရေးမှတ်ထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့တစ်နေ့တာအတွက် နော်တရက်တာပြီးသွားတဲ့ခါမှာအိုက်ကလနာကိုဆွဲဆုပ်တဲ့ခါမှာနောက်ထပ်တရက်တာမှာဘာလုပ်ရမလဲဆိုတော့အိုက်ကလနာကိုရေးထားရပါတော့ဒီနေ့ဘယ်လိုပဲအိမ်ကိုစွန်းစားပင့်အဲသွားရမယ်ဒီနေ့ဘယ်ကိုသွားရမလဲဆိုတဲ့ဟာလေသူတွေ့ရပါတော့အဲ့အတွက်အများကြီးစဉ်းစားကြမှာတော့ဒီကလနာလေးကိုကြည့်လိုက်တာနဲ့သူဘာလုပ်ရမလဲဆိုတဲ့ဟာမျိုးနော်ဟိုအလွယ်တကူသိနိုင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြောက်ပါလို့ဆို morning save အဲ့ဒါကိုတော့အမျိုးမျိုးပြောကြရမျိုးရှိတယ်အမျိုးမျိုးပြောကြရလဲဆိုတော့အဲ့နေရာမောင်းဆောင်မှာ၃ညမျိုးတော့ရှိတယ်ဒီမှာတော့သူက time management နဲ့ပတ်သက်ပြီးတော့ကိုယ့်အချိန်ကို save ဖြစ်ခြင်းနဲ့ကိုယ့် energy ကိုအကျိုးရှိအသုံးချခြင်းနဲ့ဆိုလို့ရှိရင်ဒီ SAV ရဆိုတဲ့စကားလုံးပေါ့နော် တော့ဒါကတော့ morning saver ဆိုတဲ့မန္တလေးမှာလုပ်နေတော့ကိုကောင်းနေပေါ့နော်အဲ့တော့ကိုယ့်တန်တာကို S ray ဟာ silent ပေါ့နော်နေဆက်လေးနေခြင်းအဖြစ်စတင်လို့ရတယ်အဲ့တော့ AR လို့ရတဲ့အခါမှာအချို့ဆိုတော့တရားထိုင်တာအချို့ဆိုလို့ရှိရင်တော့ဒီတိုင်းပဲတရားထိုင်နိုင်မှုမနဲ့ AR လို့ရတဲ့အခါမှာမထသေးပဲနဲ့နော်လိုးလာပြီဒါပေမဲ့အနေလုံးလေးမိတ်ထားပြီခဏကမှရှိရအကြောချင်းလေးရှော့ပြီးကိုယ့်နေရင်တွေထွက်လေကိုနော်အဲမှတ်ပြီးတော့အဲ့လို9မိနစ်လောက်မှတ်ပြီးတော့ထားတာပေါ့နော်အဲ့လိုလုပ်ပစ်ချင်အဖြစ်ကိုယ့်စိတ်ကလေးငြင်းချမ်းနေငြင်းချမ်းတဲ့အခါမှာကိုယ့်တိတ်တာကို နော်ဟိုအကောင်းဆုံးနဲ့ energy နဲ့စတင်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြပါလဲဆို affirmation နော် affirmation ဆိုတာ subtle လို့ပုံစံမျိုးပေါ့နော်ဟိုငါဒီဆိုတဲ့ဟာမျိုးနဲ့စပြီးတော့နော် you ဆိုတဲ့ affirmation တွေရှိတယ်အဲ့တော့မြန်မာလူတွေလက်ရှိတဲ့အင်္ဂလိပ်လူတွေလက်ရှိတယ် YouTube မှာအများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့ဟို relationship နဲ့ပတ်သက်ပြီးတော့ affirmation တွေနော်ဟို lifestyle နဲ့ပတ်သက်ပြီးတော့ affirmation တွေ dream နဲ့ပတ်သက်ပြီးတော့ affirmation တွေနော် love affirmation many affirmation ဆိုတဲ့အများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက် affirmation အဲ့တော့ကိုလိုချင်တဲ့ဘဝ နော်နေထိုင်မှုမျိုးပုံစံနဲ့ပတ်သက်ပြီးဆက်ဆက်တဲ့ information တွေကိုကိုယ့်ကိုယ်လည်းဖန်ပြီးပြီးတော့ပြောဆိုလို့ရတယ်။ဒါမှမဟုတ်နားထောင်လို့လည်းရတယ်။နော်အဲ့တော့အထင်းကြီးမှာဘာဖြစ်စားလဲဆိုတော့သူကလည်းစိတ်ကိုညင်ညက်စီနေပေါ့နော်။ပြီးလို့ရှိရင်ကိုသွားချင်တဲ့ဘဝနေထိုင်မှုတွေကိုကိုကအမြဲတမ်းသိနေတယ် remind ဖြစ်နေတာဖြစ်တဲ့အတွက်ကိုလုံနေတဲ့ကိစ္စရဲ့တရားလုံးရတယ်။အဲ့ဒါနဲ့ဆက်ဆက်တဲ့ဟာမျိုးတွေပဲလုံဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးလုပ်ပြီးချင်ရတယ်ကိုယ့်ရဲ့အချင်းကိုအကျိုးရှိအသုံးချခြင်းနဲ့ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ SA Weimar's visualization ပေါ့အဲ့ visualization ကဘာလဲဆိုတော့ခုန affirmation နဲ့ဟို just စိုးရုံမဟုတ်တော့ဘဲနဲ့ကိုသွားမဲ့ပုံစံမျိုးတွေကို visual လောက်ကြည့်ရတာမျိုးပေါ့နော်ကိုရကျင်တဲ့ဟာမျိုးတွေကို visual လောက်ကြည့်ရတာမျိုးကလည်းကိုယ့်ရဲ့စိတ်ကိုငြိမ်းစေတယ်နောက်တစ်ခုကကြောက်ပါလဲဆို e ဆိုတာ exercise listening လောက်ပေးခြင်းပေါ့နော်အဲ့တော့ listening လောက်ပေးခြင်းရတယ်တော့ဟိုခန္ဓာကိုယ်မှာရှိတဲ့တွေးလက်ပတ်မှုအားတွေကိုပို့ပြီးတော့ကောင်းစေတယ်ပြင်ကျွတ်ထွက်သွားတာဖြစ်တဲ့ခန္ဓာကိုယ်ကနေလို့ထိုင်လို့ပို့ပြီးတော့ကောင်းလာတယ်အဲ့တော့ဟိုတနေ့တောင်လုပ်တဲ့ခါမှာတစ်စရာနဲ့ပို့ပြီးတော့လုပ်ဖြစ်တယ်နောက်တစ်ခုကကြောက်ပါလဲဆို SVE ပြီးတော့ R R ကတော့ reading ပေါ့နော်အဲ့တော့ကိုယ့်ရဲ့တနေ့တောင်မှာ เนาะဟိုတိုးတက်နေဖို့လိုရယ်ပေါ့เนาะတိုးတက်ကြတဲ့ဟာမှာစာဖတ်တဲ့ဟာမျိုးပေါ့เนาะအဲ့ဟိုချုံနိုင်ငံသားတွေဆိုလို့ရှိရင်တို့နေ့စဉ်เนาะမနက်စာစားနေနေတဲ့ podcast နားထောင်တဲ့ဟာမျိုးတွေဒါမှမဟုတ်တရင်းစာဖတ်တာစာအုပ်ဖတ်တာဆိုတဲ့ဟာမျိုးတွေလုပ်တယ်ပေါ့เนาะအဲ့တော့စာဖတ်ကြရလဲကိုယ့်ရဲ့အချိန်မျိုးပို့ပြီးတော့အကျိုးရှိအသုံးချခြင်းဖြစ်တယ်နောက်တစ်ခုကတော့ဘာလဲဆို subscribing that's subscribe not subscribing ဆိုတာစာရေးခြင်းပေါ့အဲ့တော့ဟိုချွေးကြတော့ journaling ရေးတာလို့ခေါ်တယ်ချွေးကြတော့ journaling မှာပုံစံမျိုးနဲ့ရေးတယ်ဟို gratitude journal ရေးတာမျိုးရှိတယ်ကိုယ့်ရဲ့ကျေးဇူးတင်စရာတော့ကိစ္စရက်တွေကိုကျေးဇူးတင်တဲ့ နော်အကြောင်းအရာရေးရပါတော့အချို့ကြတော့ပါလဲဆိုတော့ဟိုဘယ်လိုပြရမလဲကိုယ်ခံစားချက်တွေကိုရေးရတာမျိုးပေါ့နော်ကိုဘယ်လိုမျိုးဖြစ်တယ်စိတ်ခံစားချက်တွေအဲ့လိုမျိုးရေးပေးချင်တာပေါ့လေအချို့ကြတော့ကိုလို့ဆက်ရှိတဲ့ကိစ္စတွေကိုချရေးတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးချရေးပေးချင်ရလဲအာကိုယ့်ရဲ့အချင်းကိုကြိုးရှိတောင်းချခြင်းဖြစ်တဲ့ကိုလို့ဆက်ရှိတဲ့ကိစ္စတွေကိုအာပို့ပြီးတော့မြင်သာထင်သာရှိတဲ့ပို့ပြီးတော့ remind ဖြစ်တဲ့အော်ဘာပြီးရင်ဘာလုပ်ရမလဲဘာပြီးရင်ဘာလုပ်ရမလဲဆိုတော့ပုံမြင်သွားတယ်လို့မျိုးဖြစ်တယ်ဒါမှမဟုတ်လဲကိုယ့်ရဲ့အတွေးတွေကိုချရေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အတွေးတွေကိုရှင်းရင်းလင်းကိုတည်နေရဖြစ်တဲ့အတွက်နေလို့ထိုင်လို့ကောင်းတဲ့အဲ့တော့ အတွေးတွေကိုကတိနေတာဖြစ်တဲ့အတွက်ကိုလို့ဆရာရှိတဲ့ကိစ္စတွေကလည်းဒီချာနဲ့ခဏတော့တိုင်းနေပေါ့နော်။နောက်ခုအရည်ထဲမှာစဉ်းစားဖို့ကောင်းတဲ့ဟာလေးရှိတယ်ပေါ့လား။ဆိုအစည်းအဝေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒါသာဖြင့်အစည်းအဝေးတွေအလုံးကသူတို့ decision တစ်ခုပေါ့နော်။အဲ့တော့တင်ပြဆိုင်ကိစ္စတစ်ခုရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးအစည်းအဝေးလုပ်ကြတာပေါ့နော်။အဲ့ဒါ decision ချဖို့။အများသောဖြင့်အစည်းအဝေးတွေကမလိုမနဲ့အချိန်ကြီးကြာနေတတ်တယ်။ပြီးလို့ရှိလို့ရှိရင်အဲတိကျကိစ္စတစ်ချက်တည်းပဲ။အဲ့ဒီချက်တွေပဲနိုင်နဲ့ချီရကြာတဲ့ဟာမျိုးရှိတယ်။အဲ့တော့ဘာလို့လဲဆိုတော့အစည်းအဝေးတွေမှာလိုချင်တဲ့ကိစ္စကိုလည်းနော်ပြောချင်တဲ့ကိစ္စတွေကိုလည်းဆွေးနွေးဖြစ်တယ်။ မြန်ဆန်လည်းပြီးတယ်ဆုံးဖြတ်ချက်လည်းမြန်ဆန်ချနိုင်တယ်ဒါပေမဲ့အတိပေးစရာကိစ္စရဲ့ဆိုလို့ရှိရင်အလုံးအတိပေးတာဖြစ်တယ်အလုံးရဲ့သဘောဆန္ဒကိုလည်းကောက်ခံပေးတာဖြစ်တဲ့ဟာမျိုးကိုတော့အချင်းတူနဲ့လုပ်ချင်တယ်နော်အချင်းကို safe ဖြစ်စနာဖြစ်တဲ့အတွက်ဘာလို့လဲဆိုတော့ line ရှောက်ပြီးလုပ်တဲ့အစည်းအဝေးတွေတက်တနေရာမှာ line ရှောက်ပြီးလုပ်တာဖြစ်တဲ့ဟိုလစ်ချင်းကလုပ်ပြီးသားလည်းဖြစ်တယ်နောက်တစ်ခုကဟို land ဆိုတာတခြားမလျှောက်နိုင်တော့မချောင်းမနာပြီးတော့အစည်းအဝေးမြန်ဆန်ပြီးရပေါ့နောက်တစ်ခုကကြပါလို့ဆိုတော့ time ပြီးလုပ်မယ်ဆိုလို့ရှိရင်နော်ဟိုပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲထိုင်နေတာဖြစ်တဲ့အတွက်စကားကပို့ပြောဖြစ်တယ်ပေါ့နော်အဲ့တော့ ထိုင်ပြီးလုပ်မယ်ဆိုတာမတက်ရပြီးလုပ်တဲ့အစီအဝေးတွေဆိုတာမျိုးသူကဒီထဲမှာတော့ပြောထားတော့ကျထားမျိုးရှိရပေါ့နော်အဲ့တော့ဒါလေးရဲစုံစမ်းဖို့အကြောင်းလည်းအချက်လက်ပေါ့နော်လာလျှောက်ပြီးလုပ်တဲ့အစီအဝေးတွေမတက်ရပြီးတော့လုပ်တဲ့အစီအဝေးတွေနောက်တစ်ခုကကြောက်ပါလဲဆိုတော့ဒီ၄လုံးပေါ့နော်အဲ့တော့ဟိုဘယ်လိုပြရမလဲ leader for အဲ့ဒီဟာတော့များသောဖြင့်သိလိမ့်မယ်ဒါပေမဲ့ဒီထဲမှာကျွန်တော်ကအဲ့လိုဒီ၄လုံးဆိုတဲ့ဟာမျိုးကြောက်ပို့ပြီးတော့သဘောကျသွားတယ်ပေါ့နော်အဲ့ဒီဟာမျိုးကိုကျွန်တော်တို့အာ time management ကိုလေ့လာတဲ့အတိုင်းတွေ့ဦးလိမ့်မယ်တော့အကွက်လေး၄ကွက်နေပေါ့နော်အဲ့လို time management metric လို့လည်းပြောကြတာပေါ့နော်။ဒီကမှာတော့ तू က delay လုံးကို तू ကပြောထားမျိုးပေါ့ရှိရပေါ့နော်။အသွောတရားချင်းကတူတူပဲဒါပေမဲ့ तू က delay လုံးဖြစ်တဲ့အတွက်ကျွန်တော်ပိုသဘောကျလို့ပိုမှတ်လိုက်တာပေါ့နော်။အော်ကိုယ့်ရဲ့တနေ့တာလုတ်ဆရာပြဆရာရေးပြီးသွားပြီဆိုလို့ဆိုလို့ရှိရင် do it right now အခုလုတ်ကိုလုတ်ကမယ်ဟာမရှိဘူးလေ။အပ္ပမောင်းလုံးတီးပေါ့။အဲ့ဒါအခုလုတ်ကမယ်ကိစ္စရှိရဆိုအခုလုတ်လိုက်။နောက်တစ်ခါကျပါလို့ဆိုအချို့ကိစ္စတွေက delegate delegate ဆိုတာအာသူများကကိုလည်းလွှဲပေးရမယ်ကိစ္စ။အကိုအဓိကလုတ်ဆရာမလို့ပေါ့နော်။ဟို YouTube တို့ Google တို့မှာသွားရှာမယ်ဆိုလို့ရှိရင်သူက urgent important matter လို့ခေါ်တယ်။ urgent important matter ဆိုတာအာအရေးလည်းကြီးတယ်နော်အခုချက်ချင်းလုံးမှလည်းဖြစ်မယ်ဆိုတဲ့ဟာမျိုးတွေဆိုလို့ရှိရင်အခုချက်ချင်းလုံးလိုက်အဲ့လိုပုံစံမျိုးဖြစ်မှာပေါ့နော် delegate ဆိုလို့ရှိရင်အရေးတော့ကြီးတယ်နော် urgent တော့ဖြစ်တယ်ပေါ့နော်အရေးတော့မကြီးကိုအတွက်ဆိုလို့ရှိရင်အဲ့တော့ဘာလဲဘာလို့မျိုးလဲဆိုတော့ဟိုကားပြင်မဲ့ကိစ္စတွေစပိန်ပြင်မဲ့ကိစ္စတွေနော်မီတာကဆောင်မဲ့ကိစ္စတွေအဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ်ကလို့ဆရာမလိုဘူးနော်ကိုတော်တော်တိတ် important မှာပြင်ဖို့ဒါပေမဲ့ urgent တော့ဖြစ်တယ် နော်ဒီနေ့မီတာကမဆောင်ဘူးဆိုလို့ရှိရင်မီးပြက်သွားလိမ့်မယ်နော်ဒီဒီပစ္စည်းကိုတောင်းမပြင်ဘူးဆိုလို့ရှိရင်အဲတောင်းလို့မရဘူးဆိုတဲ့ဟာမျိုးဆိုကွာတယောက်ကိုကွာလုတ်ပေးပါဆိုတဲ့ဟာမျိုးနော်ခိုင်းလိုက်တဲ့ဟာမျိုးရုံးနေမှာဆိုလို့ရှိရင်အဲ့တော့ကိုကိုကမိတ်တူကူးစရာနော်အရေးတော့ကြီးရဒီဖိုင်ရဒီကိစ္စရတွေကအခုချက်ချင်းကူးမရမယ်အားချက်တော့ဖြစ်တယ်ဒါပေမဲ့ကို့အတွက်ကြီးတာကြီးကကိုကိုကလုံးမချိမကိစ္စတော့မဟုတ်ဘူးဆိုလို့ရှိရင်သူကအများကြီးကွာလက်လွဲပစ်လိုက်တဲ့ဟာမျိုးပေါ့ဒါလေးကတော့တောင်းဝင်လွှဲပစ်လိုက်တာနော်ဒါကိုမင်းလုတ်လိုက်ပါဆိုတဲ့ဟာမျိုးကိုကအိုက်ထက်ပို့ပြီးတော့နော်အရေးကြီးတဲ့ဟာမျိုးဒီကိုလုံးမယ်ပေါ့နော်အဲ့တော့ အဲ့လိုမျိုး urgent important နဲ့ဟို Google မှာတွားရှာပြီးမှတ်မယ်ဆိုလို့ရှိရင်ရတယ် urgent important metric လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒီမှာတော့ delay လို့အဲ့တော့အချို့ကိစ္စတွေဆိုရင်ကိုကအခုချိန်လောက်ကမဲ့အချို့ကိစ္စတွေဆိုလို့ရှိရင်သူများကကိုကလက်လွဲပေးလို့ရတယ်ကိုကိုယ်နဲ့လို့ဆရာမလို့အချို့ကိစ္စတွေဆိုလို့ရှိရင် differential sign လာပေါ့နော်ဒီနေ့ close ရကိစ္စကိစ္စတွေကနော်အခုချိန်လောက်ကမဲ့ကိစ္စတွေအများများနေတယ်ဆိုတဲ့ဟာမျိုးအချိန်နဲ့သိမရှိတော့ဘူးဆိုရင်သူများအာသူများကလွဲရလဲအဆင်မပြေဘူးဆိုလို့ရှိရင်နောက်နေ့မှကိုကိုကကိုလုံမယ်ဆိုတဲ့ဟာမျိုးနော်ဘာသာတော့တကယ်ချင်းနဲ့တွဲမဲ့ကိစ္စတွေ ဒါမှမဟုတ်လည်းအော်ဒီနေ့အဖျားသွားမယ်နော်အဲ့တော့အရေးတော့အသိမကြည့်ဘူးနော်အဲအားချက်တော့မဖြစ်ဘူးအဲအရေးတော့ကြည့်ရဖျားသွားမယ်ဆိုင်ရတယ်ဒါမှမဟုတ်လည်းအဲတခုခုပေါ့နော်တငယ်ချင်းရဲ့တွေ့မယ်ကိစ္စ important တော့ဖြစ်တယ်ဒါပေမဲ့အားချက်တော့မဟုတ်ဘူးတငယ်ချင်းတို့ရှိလဲနောက်နေ့မှတွေ့ကြအောင်နော်ကိုယ်တွေ့ကြရှိရကိစ္စရတယ်ဒါမှမဟုတ်လည်းပစ္စည်းတခုခုဝယ်ကြရှိရနော်တုံးလို့ရသေးတယ်နော်ဒီ PC ကကိုတက်တော့ important ဖြစ်တယ်ဒါပေမဲ့အားချက်တော့မဟုတ်ဘူးအဲ့လိုမျိုးဟာရဆိုလို့ရှိရင်ကိုကရွှေ့ဆိုင်ရတာနောက်တည့်ရမှာလုံမယ်ဆိုတာမျိုးနောက်ဆုံးဟာတစ်ခုကတော့ဘာလဲဆိုတော့ delay ပေါ့နော်အဲ့တော့အရေးလည်းမကြည့်ဘူး နော်အလင်းလည်းမလို့ဘူးနော်အဲ့လိုမျိုးဟာမျိုးတွေဆိုလို့ရှိရင်မလို့တော့ဘူးဆိုတာမျိုးကိုကိုယ်ကတူလို့စကနေပယ်ချလိုက်တဲ့ဟာမျိုးပေါ့နော်ကိုယ်ရဲ့စိတ်စန္ဒအရအဲ့ဒီရေကမုတ်ထွက်စားမယ်နောက်ဒီနေ့အစပိုက်စီကောက်ဆယ်စားမယ်အမလို့ဒီနေ့အာစိတ်ကြည်လာပြီးခင်းဆော့လိုက်မယ်ဆိုတာမျိုးအဲ့တော့ကိုယ့်အတွက်အရေးလည်းမကြည့်ဘူးကိုယ့်ချက်ချင်းလုံးဆရာလည်းမလို့ဘူးဆိုလို့ရှိရင်အနော်လုံးဖို့လည်းအချိန်မရှိတော့ဘူးဆိုလို့ရှိရင်ဒလီလို့လာဒီနေ့ကနေပယ်ဖြတ်လိုက်တာပေါ့နော်ဒီနေ့တော့ထားအောင်မလို့တော့ဘူးဆိုတဲ့ဟာမျိုးနော်အဲ့တော့အဲ့လိုမျိုးနော်ဟိုအခုချက်ချင်းလောက်ကမယ်ဟာကျွန်များကိုတွဲပေးရမယ်ဟာ အဲနောက်တစ်ရက်မှလုပ်မယ်ဆိုရွှေစမ်းမယ်ဟာလုပ်ကုန်မလုပ်တော့ဘူးလို့ဟာတွေကိုကိုယ်ကတူးလင်းမှာပြန်ကြည့်ပါပြန်ကြည့်ခြင်းအပြင်ကိုကလည်းအပေါ်အားလိုမျိုးပေါ့နော်20เนาะ percent လောက်ကမဲ့ဟာလဲထွက်လာတယ်လို့မျိုးကိုယ် MIT လို့ခေါ်တဲ့ most important test ကိုလည်းပို့ပြီးတော့မြင်တာထင်တာရှိသွားလိမ့်မယ်ပေါ့နော်ဒီထဲမှာကျွန်တော်အခြားဆုံးချက်ကတော့ပြောပါမယ်ဆိုလို့ရှိရင်ဒီ test is one ဆိုတဲ့ဟာလေးကကျွန်တော် mind ကို blowing ဖြစ်စေပေါ့နော်တော်တော်လေးတဲ့အသုံးဝင်တာကျွန်တော် address လို့ရှိရင်အဲ့ဒါပါလဲဆိုတော့ test is one ဆိုတဲ့ဟာက ကိုလုံးဆရာရှိရဲ့ကိစ္စရပ်တွေကိုအရင်ဆုံးတစ်ကြိမ်တစ်ခါထိတွေ့ထားလိုက်ဖို့လိုတယ်ပေါ့နော်အ for example တော့ဒီတိုင်းမှာပေးရတဲ့နော်ဥပမာဆိုလို့ရှိရင် awish shore ဆရာကိစ္စရပ်ဆိုလို့ရှိရင်တိတ္တာနော် awish shore ဆရာလို့ကို shore မဲ့ awit တွေကိုချလိုက်တယ်မှာဘယ် awit တွေကတော့နော်ဟိုဘယ်လိုပြောမလဲအယောင်ချက်နိုင်တယ်နော်12 shore လို့မရအောင် question မှာရမယ်ဆိုတာမျိုးဆိုအစရေရပါပေါ့နော်ဟိုချင်းတော့ဟုတ်ထားပြီးတော့နော်ဒီချင်းတော့နဲ့မှာအကုန်လုံးပေါင်းရှုံမဲ့ဟာဒီချင်းတော့နဲ့တစ်သက် question မဲ့ဟာဆိုခါတယ်ခွဲပြီးတော့နော်ဟို ခွဲထားတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလိုပခြင်းရပါလို့ဆိုတခြင်းတကာဖြစ်ဖြစ်တာအလုံးနော်ဟိုအင်းကြီးချွတ်နော်ဟိုဝတ်ဆရာအင်းကြီးအလုံးနော်ဝတ်ထားတဲ့ဟာလေးအလုံးချွတ်ပြီးတော့နော်ဟိုပုံနဲ့ထက်တာမဟုတ်ဟုတ်တော့ပဲနဲ့နော်စရလေးကတခြင်းတကာလောက်ပေါ့နော်ဟိုအများကြီးကြာမှာတော့မဟုတ်ပါဘူးနော်အဲ့ဒီတိုင်းပဲခွဲပြီးပြထားတဲ့ဟာမျိုးကစက္ကန့်ပဲလောက်ပဲကြာမယ်စက္ကန့်30နော်အလုံးစုံ10မိနစ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးခြင်းအပြင်ရောက်လို့တကယ်တကယ်ဝစ်ရှော်မဲ့ခါမှာတက်ခွဲနေကြမျိုးတော့နော်အမြန်ဆန်စီတယ်ပေါ့နော်အဲ့တော့ အာ time ကိုတော်လေးဆေးဖြစ်စေအဲ့လိုမျိုးပဲကိုကကြောင်းသားဆိုလို့ရှိရင်လည်းစာလုံးဆရာကိစ္စတွေရှိသေးဆိုလို့မနှက်ပြန်လုပ်မယ်ဆိုလို့ရှိရင်လုပ်မဲ့အချိန်ကျမှနော်စာအုပ်ရှာတဲ့ဟာမျိုးလေးပြင်းနေစတဲ့ဟာလေးလုပ်ဆရာအစာပေါ့နော်အဲ့တော့မနှက်ပြန်လုပ်မယ်ဆိုရင်ပါလုံးပါလဲထားပါတော့ငိစာလုပ်မယ်နော်ငိစာလုပ်မယ်ငိစာမှာဘယ်ဥစာလုပ်ပါလဲ vocabulary လုပ်မယ်နော်အဲ့တော့ vocabulary ကိုဘယ်စာအုပ်ကလုပ်ပါလဲနော်ကိုဝယ်ထားတဲ့စာအုပ်ကလား website ကလားဆိုရှင်အဲ့လိုမျိုးဟာမျိုးတွေကခဏလောက်အချိန်ယူပြီးတော့စဉ်းစားပြီးတော့တစ်ချိန်တစ်ခါအချိန်ထိတွေ့ထားလိုက်မယ်ဆိုရင်ကိုတကယ်တကယ်စာလုပ်တဲ့အခါမှာ လို့ဆရာကိစ္စရတဲ့အားလုံးက ready ဖြစ်နေရပေါ့နော်အဲ့တော့စာလုပ်တဲ့ကိစ္စပဲဖြစ်ဖြစ်ဟိုနာ wish ရတဲ့ကိစ္စပဲဖြစ်ဖြစ်နော်ဟိုကိုယ့်ရဲ့တနေ့တာမှာလို့ဆရာကိစ္စရအများကြီးရှိရပေါ့ထားပါတော့ဟိုချိုးတင်ပြင်ဆင်မှုနဲ့လည်းနည်းနည်းဆက်ဆက်တယ်ပေါ့နော်ဒါ tacit one ဆိုရှင်ကိုလောက်ကိုလောက်ကမဲ့ဟာတွေကိုအရင်အချင်းတစ်ခါဖြစ်ပြပြီးတော့နော်ဟိုနည်းနည်းချိုးတင်ပြင်ဆင်မှုလုပ်ထားတဲ့ဟာမျိုးပေါ့နော်အထားပါတော့ကျွန်တော်တို့အာမနက်ပြန်အလုပ်သွားရမယ်ဆိုလို့ရှင်ညတည်းက uniform ပြင်ဆင်ထားတဲ့ဟာမျိုးဆိုလို့ရှင် tacit one နဲ့မှာပါတယ်နော်အရင်ဆုံးတစ်ချိန်တစ်ခါ ကြည့်ရတာတကယ်တကယ်ဟောပါမနက်ဖြန်မနက်အဲ့ရထားလို့ကိုကအဲ့ရထားနောက်ကျတဲ့အခါမျိုးတွေမှာဆိုလို့ရှင်အဲ့ရထားနောက်ကျတယ်အယူနီဖောင်းနဲ့ထက်ရှာရတယ်ဆိုလို့ရှင်ပို့ပြီးတော့နော်ဟိုဘိုဒီဘတ်တွေဖြစ်တယ်ပို့ပြီးတော့ rash ဖြစ်တယ်အဲ့ဆာတော့အဲ့ရထားနောက်ကျခဲ့ရင်တော့မှယူနီဖောင်းကို ready ချစ်တာဖြစ်တဲ့အတွက်တခါတဲ့နော်တွေ့ရယူနီဖောင်းအယူပြီးတော့ဝတ်လိုက်ရုံပဲနော်အခုတက်လဲတော်လေးအဆင်ပြေပေါ့နော်အဲ့တော့ test one ဆိုတဲ့ဟာမျိုးအဲ့တော့ preparation လို့လည်းပြောလို့ရမယ်ပေါ့နော်အဲ့တော့ကိုအရင်ဆုံးကြိုတင်ပြီးစမ်းလိုက်တာတစ်ချိန်တစ်ခါကြည့်ကြည့်ထားလိုက်တဲ့ဟာမျိုးကကိုကိုအချိန်ကြီးအများကြီးစစ်ဖြစ်စေရပေါ့နော်အဲ့တော့ စာလုတ်တဲ့ဟာမျိုးတွေခုနကမျိုးကိုယ် daily test တွေလုတ်တဲ့ဟာမျိုးတွေနော်ပြီးရင်ဘာလို့ရှိအောင်လဲအဲလုတ်လို့ရတဲ့ကိစ္စတွေကအများကြီးပေါ့နော်အာ for example နောက်တစ်ခုဆိုလို့ရှိရင်အားပါတော့ရေဘူးနော်အာကိုယ်မှရှိရအသုံးဆောင်ပစ္စည်းရဝယ်မယ်ဆိုတဲ့ဟာမျိုးဆိုလို့ရှိရင်တကယ်တကယ်ဝယ်မယ်အခြေအနေမှာအဖားလေးလုံးနေလဲဆိုပြီးလိုက်ကြည့်ရတယ်ဆိုလို့ရှိလို့ရှိရင်အဖားလေးကုန်သွားပြီဆိုတဲ့ဟာမျိုးကိုကိုကအဲစတစ်ကင်တော့မှခုနကကျွန်တော်ပုံမှန်ပြောခဲ့လို့ပဲစတစ်ကင်တော့မှရေးမှတ်ထားလိုက်ပြီ။နောက်တစ်ရှိကုန်တော့မယ်။နောက်ရေဘူးကုန်တော့မယ်။ နော်တာဝန်စံကုံတော့မယ်ဆိုတာရေးလိုက်တဲ့အခါမှာတကယ်တကယ်နော်ဟိုဝယ်ဝတ်ချမ်းမှုအချိန်ရောက်တဲ့အခါမှာအများကြီးစဉ်းစားကြမှုကိုယ်ရေးထားတဲ့ဟာကိုကြည့်ပြီးတော့ဟောဒီပစ္စည်းရဲ့ကုန်တွေပါဒီပစ္စည်းကိုဝယ်ရမှာလားဆိုတော့ဖြစ်တဲ့အတွက်အချိန်ကဖြစ်တာပြတာဖြစ်အဲ့တော့ပြောချင်တာပါလို့ဆိုတော့ test 1ဆိုတဲ့ဟာကဒီထဲမှာတော့ကျွန်တော်သဘောချမှုအချက်ပဲပေါ့နော်ကိုလောက market site ဒီကိုခဏလောက်အချိန်ပေးပြီးတော့ကြည့်တွေ့ထားလိုက်တာနော်အဲ့လိုပုံစံမျိုးတွေပေါ့နောက်ဆုံးတစ်ခုကတော့ပါလဲဆိုတော့အာ breaking down the code ဒါကတော့အာ change တွေ့တဲ့သူတွေအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့ အာဒီနေ့လေးအရလုတ်ပြတယ်ဗောနော်ကိုကအမြဲတမ်းအခြေဆိုလို့ရှိရဲလုတ်ဖို့ရှိတဲ့ကစားရတဲ့အားလုံးအမြဲတမ်း deadline ထိစောင့်နေရတယ်ဆိုရှင်အာကိုလို့ရှိရရှိတဲ့ကစားရတဲ့အာ break down the goal ဗောနော်ဟိုခွက်ခွဲပြီးလုတ်တဲ့ဟာမျိုးတွေကပို့ပြီးတော့အဆင်ပြေတယ်ဗောနော်ဒါပေါ်တော့ခုနလိုမျိုးဟာမျိုးမှဆိုလို့ရှင်ပကံစေးရမယ် wish ရမယ်ဆိုတဲ့ဟာမျိုးမှဆိုလို့ရှင်အာပကံစေးနော်ဟာရီအားလုံးကိုယ်ထမင်းစပွဲရနေပြီးတော့အာဘေးစင်ကိုရွှေ့တဲ့ဟာတစ်ခုဘေးစင်ရတဲ့ခါမှာအရင်ဆုံးဒါပေါ်တော့ဆန်ထမင်းအိုးဆိုလို့ရှင် ော်ဟိုသမီးဝါနည်းနည်းအကျိုးတွေပါကတ်နေပြီဆိုရင်အရင်ဆုံးဒီလောင်ပြီးရေးစိန်ထားလိုက်တဲ့ဟာမျိုးကတစ်ခုအဲပြီးတော့မှဆေးတဲ့ဟာမျိုးကတစ်ခုနော်အဲ့တော့အဲ့လိုမျိုးဆိုရင်ပကံဆေးတဲ့ process ကိုပဲသုံးခုလောက်ခေါ်လိုက်တဲ့ဟာမျိုးနော်အဲ့တော့အဲ့လိုမျိုးလုပ်ပေးခြင်းအပြင်ဘာဖြစ်သွားလဲဆိုတော့ကိုယ့်တက်ကကြီးမားရတယ်မခံစားရတော့နော်အဲ့တော့ကြီးမားရလို့မခံစားရပြီးတော့တိတိလေးပြီးတော့ပို့ပြီးတော့လုပ်ဖြစ်တယ်ပို့ပြီးတော့လည်းအဲပို့ပြီးတော့လည်းမြန်မြန်ဆန်လုပ်ပြီးအချိန်မဆွဲမိတော့ဘူးနော်အဲ့လိုမျိုးပဲခုကလည်းစာလုပ်တဲ့ကိစ္စမျိုးမှာဆိုလို့ရှိရင် vocabulary lesson ဒီ website ကနေလုပ်မယ်ဒီစာအုပ်ကနေတစ်ခါလုပ်မယ်ဆိုတော့အရင်ပြင်တယ်အဲ့ဒီစာ နော်သူကဘယ်လိုစက်လုံးလုံးမယ်ဆိုရအစားအအခုနော်နှလုံးလုံးလိုက်မယ်ဒါမှမဟုတ် listening လုပ်မယ်ဆိုရင် listen 10 minute နားထောင်လိုက်မယ်ဆိုတာမျိုးလုပ်ပေးခြင်းကပို့ပြီးတော့အဆင်ပြေရပေါ့နော်အကျွန်တော်အတနာအကြောင်းသားအကြောင်းသူတွေဆိုအမြဲတမ်းပြောလို့ရှိရင်တနေ့ကိုတနာကြီးစာလုပ်ပါဆိုတာမျိုးတနေ့ကိုတနာကြီးဆိုလို့ရှိရင်ဟိုအလုပ်ပါတဲ့သူတွေဆိုလို့ရှိရင်တော်တော်လေးတနာကြီးဆိုတာအရင်ကို အများပြလာတဲ့အချိန်ပမာဏဖြစ်တယ်အဲ့ဒါစာတို့ break down the goals ဆိုတာမျိုးတို့မြင်တာထင်တာရှိအောင်ပြပါလိုက်အဲ့ဒါပါလဲဆိုတော့တနေ့တနာကြီးမှာတနာကြီးလုံး เนาะตัดไลฟ์ลงเสียไม่รู้เนาะมะละคินเนาะมินิ20โอ้เนาะโหพอดแคสต์น่าท่องในหาမျိုးนี่เนาะลงไปเช่นอาภิเนาะ listening or listening ပြီးသားဖြစ်တယ်เนาะ live ပြောခြင်းမယ်ဆိုရင် pronunciation or speaking or listening ပြီးသားဖြစ်တယ်အနှေးကင်းเนาะဟိုကွာကားစီးရဲ့အချိန်မျိုးတွေဒါမို့လို့ခမစားဖို့အတွက်เนาะကိုမားရဲစားစားစောင့်နေအချိန်မှာဆိုလို့ရှိရင် website တွေရနေပြီးတော့ grammar lesson တွေ vocabulary lesson တွေလုပ်ပေးခြင်းอ่ะကိုအတွက် မိနစ်20လောက်အချိန်ပေးလို့လည်းမယ်ဆိုလို့ရှိရင်အချိန်ပြည်တယ်အဲ့တော့ဟိုအလောက်ကပြလာတဲ့ခါမျိုးမှာနော်ညမိတ်ကင်ညနေပိုင်းဒီမှာဆိုလို့ရှိရင် speaking လေ့ကျင့်တာကိုတနေ့ကျွန်တဲ့ဟာတွေကို writing ချရည်တဲ့ဟာမျိုးမိလို့ချရည်ကြည့်မယ်ဆိုလို့ရှိရင်ကိုတွေ့ speaking နဲ့ writing ကိုလေ့ကျင့်ပြီးသားဖြစ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်မိနစ်20ပဲအဲ့မိနစ်မနက်ခင်း20နောက်နေ့လယ်ခင်း20ညပိုင်း20ဆိုလို့ရှိရင်တနေ့တာမှာတနာရီတော့ပြည်တယ်ဒါပေမဲ့အများကြီးဟိုလုတ်ခဲ့ရတယ်တော့မခံစားရတော့အချိန်ကြာရင်ပြီးခဲ့ရတော့မခံစားရတော့ဘာလို့လဲတစ်ခါလုံးမှာမိနစ်20မိနစ်20ရတယ်အဲ့အတွက်အတိတ်အချင်းပြည်တယ်လုတ်တာမဟုတ်ဘူးပေါ့နော် ျွန်တော်လုပ်ဆရာရှိတာကိစ္စရတယ်နဲ့ break လုပ်နေမှာလောက်တာဖြစ်တဲ့အတွက်နော် break down တဲ့ goals ကကိုကအချိန်ဆွဲတတ်တယ်ကိုယ့်အချိန်ကိုကျိုးရှိအောင်ချစေရဆိုလို့ရှင်အများကြီးနော်လုပ်မဲ့အစားနော်နည်းနည်းနည်းချင်းကြီးခွဲလို့ပေါ့နော်အချို့ဆိုသာပါတော့စာအုပ်ဖတ်မယ်ဆိုတာမျိုးဆိုလို့ရှင်အများကြီးဖတ်မယ်ဆိုလို့ရှင်နော်ဒီနေ့တခန်းဖတ်မယ်လို့ရှင်မဖတ်ဖြစ်နော်တောကိုတစ်ပတ်တွင်းပြရမှာမျိုးဆိုမဖတ်ဖြစ်အဲ့ဒီစာဘာလို့ကမလဲဆိုတော့အဲဒီတမျက်နာပဲဖတ်မယ်နော်ဒါပေမဲ့ဒီတစ်ပတ်ကိုပဲဖတ်မယ်ဆိုတာမျိုးလုပ်ပေးခြင်းကပို့ပြီးတော့နော်အချိန်ကို ကျိုးရှိအသုံးချသလိုဖြစ်တယ်ပြီးလို့ဆိုလို့ရှိရင် breaking down တဲ့ကိုကအချိန်ဆွတ်တဲ့သူတို့ဆိုလို့ရှိရင်တော်တော်လေးအလုပ်ဖြစ်တဲ့လူလို့ပြောအောင်အဲ့တော့ဒါကတော့ကျွန်တော်ဒီ the preference secret successful people no about time management ဆိုတဲ့စာအုပ်ထဲကကျွန်တော်သဘောချတဲ့အချက်လေးကိုပြန်ပြီးတော့ share လုပ်တာပါအဲ့တော့ဟိုဒီထက်ပို့ပြီးတော့နော်ဟိုအာအကြောင်းအရာတွေပို့ပြီးသိချင်တယ်ဆိုလို့ရှိရင်တော့အတကယ်တကယ်မူရင်းစာအုပ်ကိုမြင့်စာအုပ်ကိုလည်းဟိုရှာပြီးတော့ဖတ်လို့ရတယ်လို့မျိုးရွှေနှုတ်မှာလည်းဒီနော်စာအုပ်လေးကို နော် summary bullet လေးတွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒါဒီထဲမှာကျွန်တော်ပြောတဲ့အချက်တွေဆိုတော့အကုန်လုံးမဟုတ်သေးဘူးပေါ့နော်အဲ့ဒီကကျွန်တော်သဘောချတဲ့ဟာတွေကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတဲ့ဟာတွေပေါ့နော်အဲ့တော့ဒီထက်နော်ဟိုပုံမူတဲ့ညပတ်လာတဲ့အချက်တွေအကြောင်းအရာတွေအများကြီးရှိပါသေးတယ်ပတ်သက်တာပေါ့ညပါတယ်โอเคဆိုတော့ဒီနေ့ရဲ့ podcast လေးတော့ဘယ်လောက်ပါပဲအဆုံးထိနားထောင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်